Hello မင်္ဂလာပါရှင်အခုကကြတော့ကျွန်မ Tarot class လေးပေါ့နော် online class လေးကို announce လုပ်ချင်တာပါကြီးညာချင်တာပါဒီတိုင်း pedigree ဒီမဟုတ်ဘူးပေါ့နော်အဲ့တော့အမ်ပြီးခဲ့တဲ့လတွေတော့ကျွန်မဒီ Tarot online class batch 40ဖွင့်ထားတယ်ပေါ့နော်အခုဒီဒကြံလာရောက်တော့မယ်ဒီလေးလပိုင်းဒကြံအလွန်တကြံအလွန်လေးလပိုင်းအကုန်လောက်ကြာရင်ပေါ့နော်ဒီလေးလပိုင်းအကုန်လောက်ကြာရင်ကျွန်မဒီ Tarot online class um batch file လေးတခုထပ်ဖွင့်မယ်ပေါ့နော်အဲ့ဒါလေးကြီးညာချင်တာပါအဲတချို့လေးတွေကကျမဒီဟာ announce မလုပ်ခင်ကတယောက်စားနှစ်ယောက်စားလာလာမေးထားတာတော့ရှိတယ်အဲအဲ့တော့နောက်ထပ်လည်းတက်ချင်တဲ့သူတွေရှိလို့ရှိရင်တက်လို့ရအောင်ဆိုပြီးကျမ announce လုပ်လိုက်တာပါအဲ့တော့ဖွင့်မဲ့အချိန်ကအဲဒီတကြံအလွန်လေးလပိုင်းကုန်ခန်းနီးဒိုမဟုတ်လေးလပိုင်းအကုန်လောက်ဖြစ်မယ်ရက်အတိကျတော့ကျမမတက်မှတ်သေးဘူးဒါပေမဲ့ခက်မှန်ကြီးအလောက်နော်အခုက2025လေးလပိုင်းထဲမှာရှိတာဖြစ်တဲ့ဒီ2025လေးလပိုင်း တကြံအလွန်လေးလပိုင်းကုန်ခံနီးတို့မဟုတ်လေးလပိုင်းအကုန်အဲ့ဒီချိန်လောက်စဖွင့်ဖြစ်မှာပါရှင်နော်အဲ့တော့တင်မဲ့ပုံစံကတော့ကျွန်မဒီမှာထားတော့ duct အုံးမှာဆိုကက်က88ကက်ရှိရပါတော့အဲ့တော့ဒီလိုမျိုးကက်လေးတွေဝယ်ထားပါဒီလို rider duct ပေါ့နော် rider duct ဒါလေးဆိုပါလည်းဟုတ်တယ် Radiance wide spread ထားတော့ဒါမျိုးလေးလည်းရတယ် rider တက်လေးတွေရတယ်เนาะဒီ traditional တက်လေးတွေပေါ့เนาะဒီလိုမျိုးလေး which တို့ပါလဲ everyday which တို့ပါတော့အဲ့လိုဟာလေးတွေမဝယ်နဲ့အောင်เนาะအဲ့တော့လိုအပ်တဲ့ရတော့ထားတော့တက်တအုပ်လိုအပ်တယ်အဲ့တော့ ထားတော့တက်ကွယ်တဲ့ချိန်ဒီလို traditional 88ကပ်ပါလေထားတော့တက်ကလေးတော့ဝယ်ထားပါဒီလိုမျိုး everyday ဝယ်ချို့တော့တခြားလှတာပါတာကပ်လေးတွေအယုတ်လေးတွေနဲ့ဟာလေးတွေအဲ့ဒါတွေသိမ့်မဝယ်ထားနဲ့အောင်ပေါ့နော်အဲ့ဒါမျိုးလေးတွေဝယ်ထားပါရှင်ဒီလိုကပ်မျိုးနော် bottom တက်တယ်မှာ empress လေးကြလာတယ်အဲ့တော့ဒီ batch five မှာလာတက်မဲ့သူတွေထဲမှာ empress လေးတွေပါလိမ့်မယ်ပေါ့နော် empress လေးဟာလိမ့်မယ်โอเคဒီလိုမျိုးနော်ဒီလိုကပ်လေးဒီလို traditional ကပ်မျိုးဒီလိုကွက်တိမဖြစ်လဲရရတယ်နော် အဲ့တော့မြန်မာပြည်ကလူတွေကဘာမှဝယ်မလဲဆိုတော့ Tarotpan မြန်မာမှာ page မှာဝယ်လို့ရတယ် Spiritual Paradise page မှာဝယ်လို့ရတယ်เนาะသူတို့ပြောလိုက်ရင်သူတို့သိတယ်ဒီ Tarot ကိုအခုမှစတင်မှာမို့လို့အဲဒီ traditional writer တက် တအုပ်ပေးပါလို့ပြောလို့ရှိရင်သူတို့မှာရှိတယ်ဈေးမျိုးမျိုးရှိတယ် copy duck လေးတွေဆို2000ကျော်လောက်ပဲရှိတယ် authentic လေးတွေဆိုတော့3000ကျော်နဲ့ချီပြီးရှိတယ် pocket size သေးသေးလေးတွေဆိုရင်တော့1000ကျော်ဝန်းကျင်လောက်ရှိမယ်တင်ကြိုက်တာဝယ်ပါပေါ့နော် duck လေးတအုပ်ရှိရင်ရပါပြီအဲတင်နှန်းကြီးကဘယ်လောက်လဲဆိုတာကျွန်မပါဇက်နဲ့မပြောတော့ဘူးဒီဗီဒီယိုရဲ့အောက်မှာကျွန်မအရေးပြထားတယ်ဒီမှာတော့ဖတ်ကြည့်ပါနော် โอเคနောက်ပြီးတော့ဒါကကြတော့မြန်မာပြည်အလူတွေဆိုရင်တော့ထားတော့ဗတ်မြန်မာ page ရဲ့ spiritual paradise မှာဝယ်လို့ရတယ်ဒီနိုင်ငံသားလူတွေဆိုရင်တော့သူတို့သက်ဆိုင်ရာဟိုပါဗောနော် website တွေမှာဝယ်လို့ရတယ်เนาะစင်ကာပူကလူဆိုရင်တော့ဒီ shopping website တို့ပါလို့ဗောနော်အဲ့လိုမျိုးလေးတွေရတယ်နိုင်ငံသား website ဆိုရင်တော့ Amazon တို့ပါတော့မှာလည်းရတယ်เนาะ โอเคအဲ့တော့ဓာတ်ကလေးတော့ကတော့ကိုယ့်အကိုဝယ်ရမှာပါကျမမရောမအောင်အဲ့တော့တင်တဲ့ပုံစံကဘယ်လိုတင်မလဲဆိုတော့ zoom online ကနေ face to face မျက်နှာချင်းဆိုင်တင်มาဖြစ်တယ်တင်မဲ့ကာလကတော့ကျမကတော့ပုံမှန်သတ်မှတ်တာက9ရက်ပေါ့เนาะ9ရက်ဆိုပေမဲ့9ရက်လောက်ဇက်တိုက်တင်တာမဟုတ်ဘူးတရက်တင်တယ်နားတဲ့အချိန်နားတယ်ပြီးနောက်တရက်ထပ်တင်တယ်အလုံးပေါင်း9ရက်တင်တယ်တချို့တချို့တင်နိုင်သူတွေက9ရက်နဲ့မလုံလောက်လို့ရှိရင်ကျမထပ်တိုးပေးတယ် အဲ၂ရက်လောက်ထပ်ကြိုးပြီးတော့၉ရက်လောက်ဖြစ်ဖြစ်သွားမယ်ပေါ့နော်အဲ့တော့အဲဒီမေးစရာတော့ရှိတယ်၇ရက်လောက်နဲ့အကုန်တက်လာဆိုရင်တော့တကယ်လိုက်တကယ်လိုက်လို့ရင်တော့အကုန်တက်ပါတယ် ဒီကဲ့ရဲ့အဓိပ္ပာယ်ကိုကျွန်မကတရက်ထဲအကုန်လုံးမရှင်းပြဘူးခွဲပြီးရှင်းပြရပါတော့နော်ကဲ့ရဲ့အဓိပ္ပာယ်ကိုရှင်းပြတာ3ရက်လောက်အချိန်ရသွားမယ်ပြီးနောက်ထပ်2ရက်လောက်ကကံဖက်ပုံဖန်ဒီ intuition ကိုဘယ်လိုသုံးရလဲကဲ့ကိုကြည့်တဲ့အချိန်မှာဘယ်လိုခံစားရလဲဖက်ပုံဖန်ဒီကို2ရက်လောက်ကျွန်မသင်ပေးတယ်ပြီးနောက်ထပ်2ရက်ကတော့ကိုယ့်အကကိုကျွန်မဘက်ကမိကုန်းမိမယ်ဖြေရမယ်ပေါ့နော်အဲအဲ့လိုမျိုးသင်တယ်အဲ့ဒီထဲကမှမလုံလောက်သေးဘူးဆိုတော့နောက်ထပ်2ရက်လောက်ကျွန်မထပ်တိုးပေးတယ်ပေါ့နော်ပြီးရင်ကျွန်မက batch တစ်ခုကိုဆိုရင် group လေးတစ်ခုဖွဲ့တယ်ပေါ့နော်ပြီးရင်အဲ့ဒီ group ကိုကျွန်မပြန်မဖြတ်ပါဘူး ဟို batch 1တော့ကျွန်မဖြတ်တယ် batch 2ကနေစပြီး batch 4ထိကကျွန်မမဖြတ်ဘူးအဲ့ဒီ group ထဲမှာတင်ပေးအချိန်မျိုးဆိုဒီ tarot နဲ့ပတ်သက်ပြီးကက်ကိုဖတ်တဲ့အချိန်ဇဝေဇဝဖြစ်တဲ့အချိန်ကျရင်ကျွန်မကိုပြန်မေးလို့ရတယ်ကျွန်မဖြည့်ပေးတယ်ဒါပေမဲ့အခုချိန်ထိကျွန်မတင်ခဲ့တဲ့သူတွေထဲမှာတော့ကျွန်မကိုပြန်မေးတဲ့သူတွေကရှားပါတယ်အနေချင်းတော့ပဲပေါ့နော်သူတို့ကသူတို့ပဲအဆင်ပြေသွားကြတာများတယ်။ Okay အဲ့တော့ practice က zoom ကနေ face to face တင်နေဆိုပေမဲ့ one on one တင်တာမဟုတ်ဘူးလေ။အနည်းဆုံးတော့လူ9ယောက်6ယောက်တချို့ class တွေဆို10ယောက် အခါလေးကျရင်၄ယောက်အလောက်ဝန်းကျင်နဲ့တင်တာဖြစ်တဲ့အတွက်ဟိုတစ်ယောက်ကပြောရင်နောက်တစ်ယောက်ကနားထောင်နောက်တစ်ယောက်ကပြောရင်နောက်တစ်ယောက်ကနားထောင်အဲ့လိုလေးတင်တာဖြစ်တဲ့အတွက်အဖွဲ့အစည်းနဲ့တင်တာဖြစ်တဲ့အတွက်ဒါကတော့ပို့အဆင်ပြေရေပေါ့နော်ကျမတို့ one by one တော့မတင်ပါဘူးအဲ့တော့ group လေးနဲ့တော့တင်တယ် okay အဲ့တော့အခုက batch file ကိုဖွင့်มาဖြစ်တဲ့အတွက်ကျမစီမှာတင်နန်းတစ်ခါလက်အပ်ပြီးလို့ပတ်စံတစ်ခါသွင်းပြီးလို့ရှိရင်နှစ်ခါ join ခွင့်ရှိရယ်အခု batch file ကိုဖွင့်มาဖြစ်တဲ့အတွက် batch 4ကလူတွေဒီဒီ batch 5မှာလာပြန် join လို့ရတယ်အဲ့ဒီလူတွေကတင်နန်းကြီးပြေးကြမလို့ဘောနော်အဲ့တော့ဒီ video န နားထောင်နေတဲ့တွေဒီမှာ batch forward လို့ရပါရင်လာပြန် join လို့ရပါတယ်။လာပြန်မ join ဘူးဒီ video မမြင်ဘူးဆိုရင်လည်းအဲ့ဒီ group ထဲမှာကျွန်မဒီဒီ batch five ဖွင့်ကနေကြရင် link လေးပို့ပေးလိုက်မယ်ပေါ့နော်။တင်တဲ့အချိန်ကတော့ color ကတော့ကျွန်မပြောပြသွားရင်နော်။ဟို9ရက်တော့မဟုတ်8ရက်9ရက်ပေါ့နော်။ပြီးရင်လည်းကြိုက်တာတွေ mail လို့ရတယ်။အချိန်ကကြတော့မြန်မာအချိန် မြန်မာချိန်9နိုင်လောက်ကနေ9နိုင်လောက်ထိအဲ့ဒီအတွင်းမှာညဘက်နော်ညနေဘက်ညဘက်အဲ့ဒီအတွင်းမှာတင်မှာဖြစ်တယ်အဲ့တော့အချိန်ကာလကိုရောတင်အဆင်ပြေလားအဲ့ဒါလေးတွေချိန်ညှိပြီးတော့မှစိတ်ဝင်စားလဲဆိုရင်ဒီဗီဒီယိုရဲ့အောက်မှာဒီမှာ link လေးပေးထားမယ် link ကကြတော့ page messenger link မဟုတ်ဘူးဒီမှာ account link ပေါ့နော်ဒီ tharo account ရဲ့ link ကိုပေးထားမယ်အဲ့ဒီမှာလာ join ပေးပါဘာလို့လဲဆိုတော့ group ဖွဲ့တဲ့ချိန်တိုင်း tharo account မှာဖွဲ့မှာပဲအဆင်ပြေတာဆိုတော့လေနော် okay အဲ့တော့ဒီလောက်ဆိုရင်တော့လုံလောက်ပြီလို့ထင်တယ် တင်နှန်းကြီးကိုအောက်မှာရေးထားမယ်အချိန်ကာလကိုလည်းကျွန်မပြောပြပြီးတင်မဲ့အချိန်ကိုလည်းအဲကျွန်မပြောပြပြီးအဲအဲအဲ့တော့နောက်တစ်ခုကလေတချို့လေတွေကထားတော့ကိုလုံးဝအစိမ့်တသက်ပေါ့နော်အခုမှစတင်မဲ့သူတွေလည်းလာလို့ရတယ်ပြဿနာမရှိဘူးအဲနောက်ပြီးတော့တချို့ကကြတော့ထားတော့ကိုတင်ဘူးရယ်တင်ဘူးပြိမဲ့အဲကျွန်မစီမှာလည်းထပ် join ခြင်းနဲ့ဆိုလည်းရတယ်နော်လာလို့ရတယ်ဒါပေမဲ့တခုတော့ရှိတယ်သူကထားတော့ကိုတင်ဘူးရယ်ဖတ်တတ်တာဖြစ်တဲ့အတွက် သူသိထားတဲ့အရာနဲ့ကျွန်မထပ်တင်နေတဲ့အရာနဲ့ကနည်းနည်းလေးပေါ့နော်ဟိုမတူတဲ့အရာလေးရှိနေမယ်ဆိုရင်တော့ကျွန်မနဲ့အတိုက်ခံမလုပ်ဖို့တော့ဟိုကြိုးပြောချင်တယ်ဟိုထာရော့ကတ်ရဲ့အတိတ်ပဲမှာပေါ့နော်ဆရာသမားတွေအများကြီးရှိရယ်ဒီ တခြားထာရရီတာတယောက်ကမြင်နေပုံနဲ့ကျွန်မမြင်နေပုံနဲ့မတူဘူးဒါပေမဲ့ဘယ်ဟာကိုယူလို့ရလဲဆိုတော့နှစ်ခုလုံးယူလို့ရတယ်တခြားတင်နံမှာတင်ခဲ့တဲ့အဖြေတွေကိုလည်းယူလို့ရတယ်လို့ကျွန်မထပ်ပြောပြမယ်အဖြေတွေကိုလည်းယူလို့ရတယ်ကိုအောင်နောက်ကလိုင်းမှန်ရင်လိုင်းမှန်တက်လောက်အကုန်လုံးကမှန်နေပေါ့နော်ဒီခါလေးကျရင်ထာရကတ်မှာထူးဆန်းတာလေးတစ်ခုပြောပြမယ်အခုကတော့ကျွန်မအရင်ဆုံးတင်ရင်ဒီကတ်ရဲ့အတိတ်ပဲတွေကျွန်မတင်တာပေါ့နော်ဒီကရဲ့အတိတ်ပဲလေကျွန်မတင်တယ် temperance ဆိုပါ empress ဆိုရင်ပါ ace of one ဆိုရင်ပါအဲ့လိုမျိုးတွေကျွန်မတင်တယ်ပေါ့ဒါပေမဲ့အဲ့ဒါကတော့စာအုပ်ထဲက အသေးပဲနေတင်တာပေါ့နော်တကယ်တမ်းထားတော့ကိုဖတ်တဲ့ချိန်ကြာရင်လေကိုကဘယ်လိုမျိုးလဲဆိုတော့ကိုကကိုကိုတင်ပေးထားတဲ့ဆရာသမားတို့မဟုတ်ကိုလေးလာထားတော့ငါတိထားတယ်ဒီအသေးပဲဒီအပြင်ကိုနောက်ထပ်ကိုဟောကိုမြင်တဲ့အရာတွေဆိုတာရှိရဲအဲ့ဒီအဖြေတွေဆိုတာထပ်ထပ်ပြီးတိုးလာတယ်ထားတော့မှကလေဟိုအရန်ကို free ဖြစ်လွန်နေပေါ့နော်ဘယ်လိုပြောရမလဲထားပါတော့အာ Empress ပဲထားပါတော့ Empress ကိုမြင်တာဖြစ်တဲ့အတွက် Empress ကိုပဲအရင်ပြောလိုက်မယ် Empress ကဆိုကျမကဘာ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 ပေါ့တင်လိုက်တယ်ပေါ့နော်ဒီ Google မှာဆိုလဲ Empress ရဲ့အထိပ္ပယ်ဘာ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 ဆိုပြီးသူတို့ပြောထားတယ်တခါလေကျရင်ကို Empress ကိုကြည့်လိုက်တဲ့အချိန်မှာ Google ကအထိပ္ပယ်နဲ့လည်းမတူဘူးကျမတင်ထားတာနဲ့လည်းမတူပဲတခြားတစ်ခုကိုတင်မြင်သွားတာလည်းဖြစ်နိုင်တယ်အဲ့ဒါကလည်းအဖြေပဲပြောလို့ရတယ်ပေါ့နော်ဒီကက်ကိုမြင်တဲ့အချိန်ဒီကက်ကိုဖတ်တဲ့အချိန်မှာတင်မြင်လိုက်တဲ့အရာတင်ခံစားလိုက်ရတဲ့အရာတွေအဖြေဖြစ်တယ်သူကကြတော့ကန့်တတ်ထားတာချုပ်ချယ်ထားတာတိတ်မရှိမဖြစ်မနေဒီကက်ကြလိုက်ဒါပြောဖို့ပြောရ မယ်ဆိုတာမျိုးအဲ့လိုမျိုးလေးမဟုတ်ဘူးပေါ့เนาะအဲ့တော့ဟိုတခြားမှာတက်ခဲ့ဘူးတယ်တင်လဲပဲထာရိုဒီတာလုံနေတယ်အဲ့တော့ကျမနဲ့ထပ်တင်ချင်းတယ်ဆိုလဲလာလို့ရတယ်အဲ့ဒီထဲကမှဟိုအငင်းခုံလေးတွေအပြိုင်ဆိုင်လေးတွေမဖြစ်ချင်လို့ကြိုပြောပြတာပေါ့เนาะလာလို့တော့ရတယ်ကျမစီကလည်းယူတင်တိထားတဲ့ဟာလုံးလည်းယူအဲ့လိုမျိုးလေးနီးလဲရတယ်ပေါ့เนาะအဲ့တော့လူသစ်လေးလေးလာချိုင်းလဲရတယ်အဲတိထားပြီးသားသူတွေလာချိုင်းလဲရတယ်အာအဆင်ပြေတယ်ပေါ့နော်။ Okay အဲ့တော့ဒီလောက်ပါပဲဒီနေ့ကတော့လေတိတ်အများကြီးတော့မပြောတော့ဘူး။ အဲ့တော့စိတ်ဝင်စားရင်လာကြိုင်းမှာကျွန်မဖွင့်မဲ့အချိန်ကတော့အဲဒီတကြံအလွန်လေးလပိုင်းကုန်ကန်နေတို့မဟုတ်လေးလပိုင်းအကုန်အလောက်ဖြစ်မယ်အတိအကျတော့ကျွန်မမပြောနိုင်သေးဘူးเนาะโอเคအဲ့တော့နောက်ထပ်သိချင်တာနောက်ထပ်သိချင်တာလေးတွေရှိလို့ရှိရင်တော့ကျွန်မဒီအောက်ကအာဖေထားတော့အောက်ရဲ့မက်ဆေ့ချာမှာလာမေးလို့ရပါတယ်ဒီလောက်နဲ့ကတော့ပြည့်ပြည့်စုံနေပြီလို့တော့ထင်တာပဲလိုသမျှတွေအကုန်လုံးကျွန်မပြောလိုက်ပြီပေါ့เนาะဟုတ်အော်ပြီးတော့ရှိသေးရဲ့ရှိသေးရဲ့ဘာလဲဆိုတော့ရှိသေးတာကဘာလဲဆိုတော့ဟိုဟာ အဲဒီမှာက zoom ကနေ face to face တင်တာဖြစ်တဲ့အတွက် video လဲ video recording မပေးပါဘူးเนาะ video recording မပေးဘူးအတန်ဖိုင်မပေးဘူးလာ join ကို join ရမယ်ပေါ့เนาะဒါပေမဲ့တခုတော့ရှိတယ်လာမ join နိုင်လို့ခွင့်တိုင်မယ်ဒီနေ့တရက်ကတော့ဘာကိစ္စရှိလို့မ join နိုင်ဘူးဆိုရင်တော့ကျွန်မအဲ့ဒီနေ့တင်ထားတဲ့အတန်ဖိုင်ကိုတော့ပေးတယ်เนาะအတန်ဖိုင်ပဲ video recording တော့မဟုတ်ဘူးပေါ့เนาะอืมနောက်ပြီးတော့ကျွန်မကအာကျွန်မတင်တဲ့အချိန်မှာ live မှတ်ဖို့အတွက်ပေါ့เนาะအာ live မှတ်ဖို့အတွက် အုပ်တအုပ်ရယ် notes book တအုပ်ရယ်အမ်ပြီးလို့ရှိရင် notes book တအုပ်ရယ်ဘောဘင်တချောင်းတို့မဟုတ်ခဲတန်တချောင်းပေါ့နော်ကျွန်မအခု shuffle လောက်တာဒီဒီလိုကတ်နေကြလားဘာရမဟုတ်ဘူးဘာရမဟုတ်ပဲ shuffle လောက်ကြည့်လိုက်တာပေါ့နော်ဒီလိုကတ်နေကြလား two of swords ရယ် knight of wands ရယ် okay queen of fortune ရယ်ကျွန်မဒီတိုင်းလေးပေါ့နော် queen of fortune ရယ် the chariot ရယ် wow ဒီ batch file မှာလာ join မဲ့သူတွေရဲ့ energy ကိုကျွန်မကြည့်လိုက်တာ okay oh ခုန empress လीเนาะ photon ကျွန်မ empress အခုက ace of cups อืมကျွန်မကိုချစ်တဲ့သူတွေလာ join မဲ့ထင်တယ်ဟုတ်လားကဲအခု batch file ကိုလာ join မဲ့သူတွေရဲ့ကျွန်မတို့ချစ်တဲ့သူတွေလာ join မဲ့သူတွေဖြစ်တယ်ပြီးတော့ဘဝမှာ one နေနေတဲ့သူတွေလမ်းပြောင်းနေတဲ့သူတွေဒီမှာ ဖိုင်တော့ပန်နေခဲ့ရငွေကြေးဖိုင်နန်ရှယ်အရာဘာလို့လို့လို့မှမသိဖြစ်နေတဲ့သူလေးတွေဒါမှမဟုတ်ဘဝမှာအခြေရေးကြောင့်ဖြစ်စေတခုခုကြောင့်ဖြစ်စေတောကတွေရောက်ပြီးဝန်းနေနေတဲ့သူလေးတွေကစိတ်ထွက်ပေါက်လိုချင်တဲ့ပုံစံမျိုးလေးနဲ့ကျမစီမှာပေါ့ပေါ့ပါလဲလာ join မှာမျိုးလေးဖြစ်နိုင်တယ်တချို့လေးတွေကကြတော့လဲငွေကြေးအလောက်ကိုင်းမှာဘာလို့လို့လို့မှမသိအခက်တွေ့နေတဲ့သူတွေကလာ join နိုင်ပါတယ်နိုင်ငံခြားသူတွေလည်းလာ join မယ်လို့ကျမထင်တယ်ပြီးပါလို့တွေလည်း Wow the chariot အရာပေါ့နော်ပြီးရင် two of souls ရဲ့ night of ones ရဲ့တစ်ချိန်တစ်ခါတော့အရှိရှိ batch 3တို့ batch 4တို့တော့မှမ join ဖြစ်လိုက်တဲ့သူတွေလေ join ဖို့အတွက်တော့သူတို့စဉ်းစားတယ်ဒါပေမဲ့သူတို့တိတိကျကျမဆုံးဖြတ်နိုင်ဘူးပေါ့နော် join မလို့လို့မ join မလို့လို့နဲ့မ join လိုက်ဘူးအဲ့ဒီလူတွေကဒီ batch 5မှာလာ join ဖြစ်မယ်ထင်တယ် two of souls ရဲ့ night of ones ရဲ့ two of souls နဲ့အစီအရာအရင်က batch 4က join မယ်လို့စဉ်စဉ်းစားထားပေမဲ့မ join ဖြစ်လိုက်ဘူးအဲအဲ့လိုလူတွေတောင်းမော်လည်း batch 3တုန်းကကျွန်မ announce လုပ်တုန်းက join မယ်လို့ဆုံးဖြတ်ထားပေမဲ့မ join ဖြစ်လိုက်ဘူးအဲ့ဒါလေးတွေလည်းဖြစ်နိုင်တယ်အိုးဒါမှမဟုတ်နောက်တစ်ခုက two of ones က two of soft ကဟိုကလည်းဖြစ်နိုင်တယ်ကျမ batch 4ဖွင့်တော့က batch 3ရလူတွေလာပြန် join လို့ရတယ်လို့ကျမပြောတယ်ဒါပေမဲ့လာ join တဲ့သူမရှိဘူး batch 3ရလူတွေမှာအားကြရတဲ့သူတွေသူတို့လေးလည်းဒီ batch 5မှာလာပြန် ဗက်တီးရီးယားလူတွေလည်းလာပြန် join ချင် join လို့ရပါတယ်ကျမတို့လာပြန် join ချင် join ချင်တယ်လို့ပြောပါပေါ့နော်ဗက်တီးရီးယားလူတွေအဲ့ဒါဆိုရင်တော့ link ပို့ပေးမယ် batch 4ကလူတွေကတော့လာပြောစရာမလိုဘူးကျမ group ထဲကို link ပို့ပို့ပေးမယ်အဲ့တော့အရင်တော့ join မယ်လို့စဉ်းစားထားပြီးမ join ဖြစ်တဲ့သူတွေလည်းလာနိုင်တယ်နော်အဲ့တော့ဘွားကို confidence ရှိရှိနဲ့ဖြတ်တန်းနေတဲ့သူလေးတွေလည်းလာနိုင်တယ်အဲ့တော့မျိုးလေးတွေတွေ့ရ Okay ဒီလောက်ပါပဲဘာရင်မဟုတ်ဒီတိုင်းလေးပဲပို့ပေါ်ပါကြည့်လိုက်တာအဲ့လိုအဖြစ်မျိုးတွေ့တယ်သိကြတာကတော့ကျမတို့ချစ်တဲ့သူတွေလာ join ကြလိမ့်မယ် โอเคအဲ့တော့ဒီလောက်ပဲเนาะအဲ့တော့ဒါကတော့ online class ထားတော့ online class batch 5အတွက် announce လုပ်တာပါအာဒီလောက်ပါပဲကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်နောက် read နေကြမှာထပ်တွေ့ကြမယ်เนาะ